မော်စကိုမြို့ကြီးမီဟုံးဟုံးတောက်ခဲရပြန်တဲ့ရှူကရိန်းရဲ့တိုက်ခိုက်မှု ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာမော်စကိုနဲ့ပတ်ဝန်းကျင်ဒေသတွေက ICBM တိုက်ချင်းဖြစ်ထုံးကြီးစက်ရုံတွေစစ်ဖက်ထုတ်လို့ရေးစက်ရုံတွေရေနံချက်စက်ရုံတွေလေတက်အခြေဆိုင်စခန်းတွေအထိအရာအားလုံးကယူကရိန်းရဲ့ဇက်တိုက်တိုက်ခိုက်မှုတွေကြောင့်တုံ့လုံခြောက်ခြားခဲ့ရပါတယ်။မော်စကိုအနေနဲ့ဒီစစ်ပွဲကကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့လာတော့မယ်ဆိုတာခံစားမိမှာပါ။ဇလန်စကီရဲ့ပြောစကားတွေကအခုဆိုရင်စစ်မြေပြင်ကရုရှားစီကိုအပြေအဝပြောင်းရွှေ့တော့မယ်ဆိုတဲ့နမိတ်ပြချက်တစ်ခုပါပဲ။ ယ်။မော်စကိုမြို့တော်ပါဝင်ရုရှားနိုင်ငံနေရာတော်တော်များကို drone ၄၀၀လောက်နဲ့ပြင်းထန်ထားတိုက်ခိုက်ခဲ့တဲ့နေ့တနေ့က ရုရှားအတွက်တကယ့်ကိုထိလန့်စရာဖြစ်ခဲ့ပါတယ်။မော်စကိုလေဆိပ်တွေပိတ်လိုက်ရပြီးစစ်ရုံတွေလည်းမီးလောင်ခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကရုရှားစီကနေဘာရီသိမ်းယူသွားခဲ့လေ။ရုရှားရဲ့လက်ရှိအားနည်းနေတဲ့စီးပွားရေးကဒီဒန်တွေကိုခံနိုင်ရရှိပါမလား။မော်စကိုအပေါ်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေနောက်ွယ်ကလျှို့ဝှက်ချက်တွေကိုအသေးစိတ်ကြကြလေ့လာကြည့်ရအောင်ပါ။ဒီအချက်အလက်တွေကို မကြားဘူးမမြင်ဘူးသိတဲ့ရှုထောင့်ကနေလေ့လာတင်ပြသွားပါမယ်။ ရုရှားရဲ့မြို့တော်မော်စကိုကတစ်ချိန်လုံးကဘယ်သူမှမထိနိုင်မှုစစ်ပွဲနဲ့ဝေးကွာနေရလို့ယူဆခဲ့ကြတဲ့ကြီးမားတဲ့မြို့ကြီးတစ်မြို့ပါပဲ။ဒါပေမဲ့ခုနှစ်ရက်အတွင်းမှာဒီမြို့ကြီးကအမောင်တူရဲကိုလုံလုံလလာချရောက်သွားခဲ့ပါတယ်။ဒီနေ့မှာတော့မော်စကိုနဲ့ရုရှားရဲ့တခြားအစိတ်ပိုင်းတွေကိုပြစ်မှတ်ထားပြီးတော့ drone ၄၀၀နဲ့ယူကရိန်းရဲ့လက်တုံးပြန်တိုက်ခိုက်မှုကဒီယုံကြည်ချက်ကိုခြေဖြတ်ပစ်ခဲ့ပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကမော်စကိုမှာထိလန့်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဒါအပြင်မော်စ ကိုမှာရှိတဲ့အဓိကလေဆိပ်ကြီးနှစ်ခုဖြစ်တဲ့ဗာနူခိုဗိုနဲ့ ဒိုမာဒိုဗိုရိုကိုပိတ်ပစ်လိုက်ရပါတယ်။မော်စကိုကမင်းညထူလာမြို့မှာဖြစ်ပွားခဲ့တဲ့ဆက်ယုံပေါက်ကွဲမှုရဲ့ထိလန့်မှုကနေတောင်ကြောက်စိတ်မပြေသေးပဲထူလာမြို့ကဓာတ်ရုပ်ဆက်ယုံကပါထပ်ပြီးတော့မီးလောင်ကျွမ်းခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကယူကရိန်းအတွက်အရေးပါခဲ့ပါတယ်။မီးလောင်ကြီးအဖြစ်ပြောင်းလဲသွားတဲ့အဲ့ဒီဆက်ယုံကရုရှားရဲ့စစ်အင်အားကိုထောက်ပံ့ပေးတဲ့အရေးပါတဲ့ကုန်ကျန်းပစ္စည်းတွေကိုထုတ်လုပ်ခဲ့တာပါ။ပေါက်ကွဲပစ္စည်းတွေအထူးသဖြင့်အမြောက်ကြီးတွေလေယာဉ်ပုံးတွေနဲ့ဒုံးကြီးတွေမှာ ာအသုံးပြုတဲ့ TNT တွေကိုအဲဒီမှာထုတ်လုပ်ခဲ့ပါတယ်။ဇွန်လ10ရက်နေ့ညနေပိုင်းမှာတိုက်ချင်းပစ်တုံးအင်ဂျင်တွေထုတ်လုပ်တဲ့စက်ရုံတစ်ခုအပြင်းထန်ပျက်စီးသွားပြီဆိုတဲ့ကောလာဟလတွေကြောင့်ရုရှားမီဒီယာတွေတောင်စကားမပြောနိုင်ဖြစ်ခဲ့ရပါတယ်။ ICBM ထုတ်လုပ်မှုရပ်ဆိုင်းသွားပြီးဒုံးကျည်စက်ရုံကအမုံဖြစ်သွားပြီးစားတဲ့ချက်ကားတဲ့ message တွေလူမှုကွန်ရက်မှာပြန့်နှံ့နေပေမဲ့တခုတော့သေးကြပါတယ်။ရုရှားရဲ့မဟာဗျူဟာမြောက်နျူကလ িয়ার စွမ်းရည်တွေကို ထောက်ပံ့ပေးနေတဲ့အရေးကြီးတဲ့ဗဟိုဌာနတွေရ ရအခုဆိုရင် လုံးဝလုံးကျုံတော့မှာမဟုတ်ပါဘူးရုရှားရဲ့စစ်ဖက်ထောက်ပံ့ပို့ဆောင်ရေးကဓာတ်ပစ္စည်းတွေနဲ့လောင်စာစည်းပေါ်မူတည်နေတာကြောင့်ဒီထုတ်လုပ်မှုလိုင်းတွေဖြိုလဲသွားရင်ကြီးမားတဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ် ။ဒါကြောင့်မော်စကိုကိုပြစ်မှတ်ထားတာလေ။မော်စကိုကမြို့တော်တစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာရုရှားဖက်ဒရေးရှင်းရဲ့စီးပွားရေးနိုင်ငံရေးနဲ့အထွေးခေါ်ပိုင်းဆိုင်ရာဗဟုချမ်းမာပါ။ဒီကိုပြစ်လို့လိုက်တဲ့ drone တိုင်းကရုရှားအစိုးရရဲ့မာနကိုနင်းချေလိုက်တယ်လို့ပါပဲ။ရင်းနှီးချက်စက်ယုံတွေထိမှန်တဲ့အခါရှေ့တန်းမှာလောင်စာစီပြက်လက်မှုတွေဖြစ်ပေါ်ပေါ်ပေါက်လာပါတယ်။လေတပ်အခြေစိုက်စခန်းတွေပျက်စီးတဲ့အခါရုရှားရဲ့လေကြောင်းစစ်ဆင်ရေးတွေအားနည်းသွားပါတယ်။ဒါရီအလုံးကရှေ့တန်းမှာယူကရိန်းရဲ့တံပြန်ထိုးစစ်အတွက် က်အားသာချက်တွေဖြစ်လာပါတယ်။တချိန်တည်းမှာပဲရုရှားစစ်တပ်ဟာ2023-2024ခုနှစ်တွေမှာအနောက်နိုင်ငံရဲ့နေပညာပေးဆို့မှုတွေနဲ့ယူကရိန်းရဲ့ခုခံမှုတွေကြောင့်ခက်ခဲတဲ့ကာလတွေကိုရှင်ဆိုင်ခဲ့ရပြီးပါပြီ။အခုမော်စကိုမှာဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေက ရုရှားစစ်တပ်ရဲ့စိတ်ဓာတ်ကိုလည်းထိခိုက်စေပါတယ်။အခြေဆိုင်စခန်းတွေတောင်မလုံခြုံရင်ရှေ့တန်းမှာဘလို့တိုက်ရမှာလဲဆိုတဲ့မေးခွန်းတွေလည်းပေါ်ထွက်လာနေပါတယ်။ဒါအပြင်ယူကရိန်းကပစ္စည်းပျက်စီးဆုံးရှုံးမှုတွေကိုပြစ်မှတ်ထားရုံသာမကရုရှားစစ်တပ်ရဲ့မဟာဗျူဟာမြောက်အရေးကြီးတဲ့ပစ္စည်းတူလောင်ရုံတွေကိုပါပြစ်မှတ်ထားနေပါတယ်။ ICBM စက်ရုံတွေဒါမှမဟုတ်လေတပ်အခြေဆိုင်စခန်းတွေလိုနေရာတွေပိတ်လိုက်ရတာက ကိုကရေးအဆင့်မှာရှိတဲ့အထက်အရာရှိတွေကြားမှာထိတ်လန့်မှုကိုဖြစ်စေပါတယ်။တချို့ဗိုလ်ချုပ်တွေကတယောက်ကိုတယောက်အပြစ်တင်နေကြပြီးစစ်တပ်အတွင်းမှာအငင်းပွားမှုတွေနဲ့သဘောထားကွဲလွဲမှုတွေကိုပုံမနဲ့ရှိုင်းစေပါတယ်။လေတပ်အခြေဆိုင်စခန်းနေနဲ့မီးထောင်းလန်းတွေထိမှန်တာကြောင့်ရှေ့တန်းကိုလက်နက်ခဲယံစီးဆင်းမှုနှေးကွေးသွားပါတယ်။ဒါကရုရှားတပ်ဖွဲ့တွေကြားမှာခဲယံပြန်လည်မှုကိုဖြစ်စေပါတယ်။ရလနေနဲ့တပ်ဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်ကလျင်မြန်စွာချဆင်းလာပြီးအမြောက်တပ်ဖွဲ့တွေလိုရှေ့တန်းတပ်ဖွဲ့ ွဲတွေရဲ့စစ်အင်အားကလည်းလျှော့နှဲလာနေပါတယ်။စစ်မှုထမ်းဟောင်းစုဆောင်ရေးတွေမှာလည်းစံကျင်မှုတွေကိုရင်ဆိုင်ခဲ့ရတဲ့ခရမလင်ကအခုဆိုရင်တော့မော်စကိုလိုနီယာတွေမှာတိုက်ခိုက်မှုတွေဖြစ်ပွားနေချိန်မှာတော့စစ်သားအသစ်တွေစုဆောင်ဖို့ပို့ပြီးတော့ခက်ခဲလာနိုင်ပါတယ်။ စီးကျွမ်းကျင်သူတွေရဲ့အဆိုအရရုရှားဟာဒီတိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ယူကရိန်းမျိုးတွေကိုပုံကျဲမှုတွေပုံမပြင်းထန်လာနိုင်ပေမဲ့ရုရှားပြည်သူတွေရဲ့စန့်ကျင်မှုကိုမြင့်တင်ကယူကရိန်းအတွက်အနောက်နိုင်ငံရဲ့ထောက်ခံမှုကို အားကောင်းစေနိုင်ပါတယ်။ဘော့စကိုမှာပေါ်ကွင်းနေတဲ့ဘုံတွေကအခုဆိုရင်ရုရှားနိုင်ငံသားများစွာရဲ့နိုင်ငံအနေထွက်ခွာလို့စိတ်ကိုလှုပ်ဆော်ပေးနေပါတယ်။ရုရှားအထက်တန်းလွှာတွေက ဥရောပဂျာမန်မဟုတ်ဒူဘိုင်းလိုနေရာတွေစီကိုထွက်ပြေးဖို့အစီအစဉ်တွေချမှတ်ပြီးသားပါပြီးတော့ဒီလန်ချောင်းကမကြသေးမီရဲတပတ်တွေအတွင်းမှာပို့ပြီးတော့အချိန်အဟုန်ရလာခဲ့ပါတယ်ဘီလီယံနာတတိယကြီးများစွာနိပညာစွန့်ဦးတီထွင်သူတွေနဲ့ ဘီရိုကရက်လီဒါဆိုရိယာဥရောပပင်လယ်ကွေ့နိုင်ငံတွေဒါမှမဟုတ်တူရကီဒါမှမဟုတ်အစ္စရေးတို့မှာတောင်းနေအိမ်တွေပြင်ဆင်ထားပြီးသားပါပိတ်ဆို့အရေးယူမှုတွေကတချို့တထေးကြီးတွေရဲ့ခီးသွားလာမှုကိုကန့်သက်ထားပေမဲ့နီလန်ရှာတွေ့သူတွေကတော့အဲဒီလိုလုံးကြမှာတေးကြပါရဲ့ ဒီလူတွေကသူတို့ရဲ့ငွေကြေးကိုယူဆောင်သွားတာကြောင့်ရုရှားစီးပွားရေးကိုပုံမကြီးမားတဲ့ထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။အထူးသဖြင့်ဤပညာကဏ္ဍကဝန်ထမ်းတွေနဲ့ပညာတတ်လူငယ်တွေက2022ခုနှစ်ကလေးကပြည်ပထွက်ခွာရေးလမ်းကြောင်းတွေကိုရှာဖွေနေခဲ့ကြပါတယ်။မော်စကိုမှာချေဂျင်းဒါဒါဘတ်ကီယာနဲ့တခြားလူနည်းစုအုပ်စုတွေလည်းရှိပါတယ်။ဒါအပြင် အလေအာရှကရွှေပြောင်းလုံသမားတွေလည်းရှိပါတယ်စစ်ပွဲရဲ့တင်းမာမှုဟာမျိုးရင်းမှာလူမျိုးရေးခွဲခြားမှုဒါမှမဟုတ်တိုင်းရင်းသားပြည်ပခန့်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်စစ်ပွဲရေးခက်ခဲတွေအပြင်နိုင်ငံတော်ရဲ့ဖိနှိပ်မှုတွေကိုညီငွေ့နေတဲ့တချို့တိုင်းရင်းသားအုပ်စုတွေကယူကရိန်းနဲ့ပူးပေါင်းပြီးတော့ရုရှားစန့်ကျင်ရေးလှုပ်ရှားမှုတွေပြုလုပ်လာနိုင်ပါတယ်ဒါကခရမလင်အတွက်အိမ်မက်ဆိုးတစ်ခုပါပဲဒါပေမဲ့ရုရှားမှာဆန္ဒပြတာက မလွယ်ပါဘူးနိုင်ငံတော်ဖိနှိပ်မှုဖမ်းဆီးမှုတွေပြင်းထန်တဲ့ပြစ်ဒဏ်တွေရှိနေပါ ါဗျာ။ဒါကြောင့်လူတွေရဲ့ဒိတ်တစိတ်စိုးရိမ်ပူပန်မှုကထိုးလာနေပါဗျာ။ဒီစိုးရိမ်ပူပန်မှုကကျလာတဲ့အခါမှာလူမှုအုံချွမှုအဖြစ်ပြောင်းလဲသွားမှာပါပဲ။ရုရှားနိုင်ငံကစစ်မှုထမ်းဖို့အမိန့်တွေကိုပုံမပြင်းထန်လာစေရင် လူငယ်တွေစစ်မှုချမ်းသာကအစီအစဉ်လေးပါလာနိုင်ပါတယ်။ဒါပေမဲ့ဘယ်သူမှရှေ့တန်းမှာတည်ကျင်ကြမှာမဟုတ်ပါဘူး။ဒါကြောင့်နေဆက်ဖြတ်ပြီးတော့ထွက်ပြေးတဲ့စစ်သားရေအတွက်ဒိုးလာနိုင်ပါတယ်။ဒီလူတွေကတချို့ကပုံနေကြပြီးတချို့ကတော့လက်ထိုးပြီးဆော်ရဆန်နေရယူဖို့ကြိုးစားနေကြပါတယ်။ရာလက်နေနဲ့နိုင်ငံအတွင်းမှာရွှေ့ပြောင်းမှုနဲ့ထွက်ပြေးမှုတွေအရှိန်မြင့်လာနေပါတယ်။အစိုးရကစစ်မှုရှောင်တာအတွက် ထောင်ဒဏ်ချမှတ်တဲ့ဥပဒေအသစ်တွေမိတ်ဆက်ဖို့ကြိုးစားနိုင်ပါတယ်။ဒါပေမဲ့စီးပွားရေးနဲ့လူမှုရေးချုပ်ရင်းမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင်လူတွေကလျှွက်လမ်းကြောင်းတွေကိုဆက်လက်ရှာဖွေကြမှာပါပဲ။ဒါအပြင်ရုရှားဟာအချိန်အတော်ကြာပြီးဆိုးမှုတွေအောက်မှာရှိခဲ့ပါတယ်။ရေနံနဲ့တဘာဝတန်ငွေဝင်ငွေတွေပေါ်မိခိုနေရတဲ့စီးပွားရေးကစစ်ပွဲရဲ့ပထမဆုံးနှစ်အထိတော့တည်ငြိမ်မှုရှိခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှအနောက်နိုင်ငံရဲ့ပြီးဆိုးမှုတွေနဲ့အထီးကျန်မှုတွေကြောင့်တိသာထင်ရှားတဲ့ထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ပြည်ရင်းငွေကြေးဖောင်းပွားမှုငွေကြေးတန်ဖိုးအတက်ကြောင့်နေပညာသွင်းကုန်ခက်ခဲတွေ ေကပုံမနဲ့ဆိုင်လာခဲ့ပါတယ်။အခုတော့ထုတ်လုပ်မှုစက်ရုံတွေဖျက်ဆီးခံရတာကြောင့်အချိန်တွေကပိုဆိုးလာပါပြီ။ရေနံချက်စက်ရုံတွေပြတ်မှတ်ထားခံရတဲ့အခါပြင်းရင်းစည်းကွက်မှာလောင်စာစီပြက်လက်မှုတွေကြုံတွေ့ရနိုင်ပါတယ်။တယူပို့ဆောင်ရေးစီးတွေမြင့်တက်လာမယ်။ ပို့ဆောင်ထောက်ပံ့ရေးတွေဖြတ်တောက်သွားမယ်ပြီးတော့ရုရှားကပြပောက်ကိုရောင်းချတဲ့ရေနံထုတ်လုပ်မှုတွေနှောင့်နှေးကြမ်းကြာမှုတွေဖြစ်လာပါလိမ့်မယ်ဒါကနိုင်ငံရဲ့အကြီးအကဲဝင်ငွေရင်းမြစ်ကိုပြင်းထန်စွာထိခိုက်စေတာပါပဲ နျူကလ িয়ার ဒုံးကျည်တွေ၊ပယ်ထိန်ဒုံးကျည်တွေ၊လေကြောင်းကာကွယ်စနစ်တွေနဲ့တန်ကျက်ကရင်တွေထုတ်လို့ရမှာဘလို့မျိုးအနောက်ရှက်ဖြစ်ဖြစ်ရှေ့တန်းမှာမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပြတ်ထောက်သွားနိုင်ပါတယ်။ရုရှားဟာအနောက်နိုင်ငံတွေစီကနှီးပညာတွေကိုဝယ်ယူလို့မရတော့ပါဘူး။တရုတ်၊ချိုင်းနာဒါမှမဟုတ်မောင်ခိုဈေးကွက်ကနေအစိအပိုင်းတွေရအောင်စူးစမ်းရင်တောင်ရနိုင်တဲ့ပမာဏနဲ့အရေးအသွေးရနှိမ့်ချနေပါတယ်။အခုဆိုရင်စက်ရုံမီလောင်မှုတွေပါထပ်တိုးလာတာကြောင့်ထုတ်လုပ်မှုခွင့်ဆက်က ပြိုလဲတော့မဲ့အခြေအနေကိုရှောင်နေပါပြီ။ထူလာလိုဒေတာတွေကဓာတုဆက်ယုံတွေကမျောစာထုတ်လို့ရေးဗဟုထဏာတွေတင်မဟုတ်ပဲပေါက်ကွင်းနိုင်တဲ့ကုန်ကျန်းပစ္စည်းတွေထုတ်လို့ရာအဓိကနေရာတွေလည်းဖြစ်ပါတယ်။လရှိချင်းတွေကနေသူရဲ့အချုပ်ချာအာဏာအထိချိန်ချောက်လာတဲ့အထိဆိုးရွားလာတဲ့အခါတော့ခရမလင်ကနောက်ပြန်ဆုတ်ပြီးတော့ကြားခံနိုင်ငံတွေကိုယူကရိန်းရဲ့ဆွေးနွေးပွဲစပွဲမှာထိုင်ဖို့ဆန္ဒရှိကြောင်းအချက်ပြနိုင်ပါတယ် ဒါပေမဲ့လက်ရှိရုရှားရဲ့နိုင်ငံရေးအခြေအနေအရဒါကအခုချိန်မှာဖြစ်နိုင်နေတဲ့အခြေအနေတခုလိုပါပဲ။တနည်းအားဖြင့်ခရမလင်ကနေရာယူမလားဆုတ်ခွာမလားဆိုတာဖြစ်နေပါတယ်။မော်စကိုနဲ့စိန့်ပီတာစဘတ်လိုဗဟိုချမ်းမနေရာတွေကနေဂျေးလက်ဒေတာတွေတမမဟုတ်ပြည်ပကိုအစိုးလိုက်အပြုံလိုက်ထွက်ခွာမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကမျိုးပြရင်ချင်းမှုပြန်စီခြင်း မျိုးပြစီးပွားရေးကျုံဝင်ခြင်းနဲ့အထက်တန်းလွှာတွေနဲ့ကျွမ်းကျင်လုပ်သားတွေရှားပါးလာမှုကိုပိုပြီးတော့အရှိန်တက်စေနိုင်ပါတယ်။မျိုးရဲမှာဒရုန်းတိုက်ခိုက်မှုသတိပေးချက်ထုတ်ပြန်တဲ့အခါရှာဗိုနဲ့ထိုမာဂျိုဗိုလိုအဓိကလေးစိတ်တွေကလေရင်ခီးစင်တွေအထက်ယာယီပိတ်လိုက်ရပါတယ်။ခီးတွေကသူတို့ရဲ့လေရင်ခီးစင်တွေနှောင့်နှေးတာဒါမှမဟုတ်ဖျက်သိမ်းခံရတာကိုမြင်နေရပါတယ်။ဒါကစီးပွားရေးရောလူတွေရဲ့နေစဉ်ဘဝကိုပါထိခိုက်စေပါတယ်။ပောက်ကွဲမှုတွေဖြစ်ပေါ်တဲ့အခါမော်စကိုရဲတပ်ဖွဲ့ကတချို့ ရာတွေကိုချက်ချင်းဖိတ်ဆိုပါရယ်လမ်းတွေပေါ်မှာအတားအဆီးတွေနဲ့စစ်စေးကိတ်တွေထားရှိပါရယ်မြို့ရင်းသေယူပို့ဆောင်ရေးနေကွေးလာပြီးလူတွေကအနိုင်ပေါင်းများစွာတန်းစီဆောင်ဆိုင်ရပြီးတော့ကျင်းမာမှုတွေမြင့်တက်လာပါရယ်ဆိုင်းနေမှာအုံပစ္စည်းစိမ်းနှုန်းတွေဆက်လက်မြင့်တက်နေပါရယ် ငွေကြေးတက်ကြကြောင့်သွင်းကုန်စည်းရိတ်တွေအဆမတန်မြင့်တက်လာပါတယ်။အရင်ကတည်းကမြန်မာနေတဲ့ငွေကြေးဖောင်းပွားမှုကိုတိုက်ခိုက်မှုတွေကပုံမဆိုးရွားစေပါတယ်။လူတွေက drone ထိမှန်မှာကိုကြောင်းရွံ့ပြီးလူမှုရေးပွဲလမ်းသဘင်တွေနဲ့လူစီကားတဲ့နေရာတွေကိုရှောင်ရှားလာကြပါတယ်။စားသောက်ဆိုင်တွေနဲ့ဈေးဝယ်စင်တာတွေပလာချင်းလာပါတယ်။ဖြိုပြေးကဏ္ဍကဖြိုလဲနေပါတယ်။တစ်ဖက်မှာတော့အမျိုးသားရေးဝါဒီအဖွဲ့တွေက ပုံမပြင်းထန်တဲ့စစ်ပွဲအမြင်တွေကိုဖြိုးဆိုလာနိုင်ပြီးပြင်းထန်တဲ့အစီအမံတွေချမှတ်ဖို့နဲ့ယူကရိန်းကိုမြေလံပစ်ဖို့တောင်းဆိုလာနိုင်ပါတယ်။ဒါကပြည်ရင်းပြည်ပခဖြစ်နိုင်စေကိုတုံ့ပြန်စေပါလိမ့်မယ်။ရုရှားနိုင်ငံသားတချို့ကနေတိုနဲ့စစ်ပွဲဆင်နွှဲဖို့အထိမစင်မချင်းတောင်းဆိုမှုတွေလုပ်လာနိုင်ပါတယ်။ခရမလင်ကတော့ဒီရှုပ်ထွေးမှုတွေကြားမှာရှင်းလင်းတဲ့မဟာဗျူဟာတစ်ခုကိုဖော်ဆောင်ဖို့ရုံးကန်နေရပါလိမ့်မယ်။ဒီတိုက်ခိုက်မှုတွေနဲ့အတူယူကရိန်းက ူရဲ့ကာကွယ်ရေးစွမ်းရည်တွေကိုချုံလွန်ပြီးအခုဆိုရင်ရုရှားနယ်မြေမှာထိုးစစ်စွမ်းအားကိုပြသနေတဲ့ဆရဲပုံရိပ်ကိုအနောက်နိုင်ငံမှာအထူးသဖြင့်ဥရောပပြည်သူတွေကိုထင်မြင်စွမ်းမှာခိုင်မာစေပါတယ်။စီးရေးကူညီတွေပို့ပေးရင်ယူကရိန်းကရုရှားရဲ့အသင်းနှလုံးနဲ့အထိ ထိုးဖောက်ဝင်ရောက်နိုင်တာကြောင့်စစ်ပွဲရ KF ဘက်ကအနိုင်ရနိုင်တယ်ဆိုတဲ့အထွေခေါ်ကအမြင့်တွေသွားနိုင်ပါတယ်။ American ရဲ့အနေထိုးမဟာမိတ်တွေလည်းနောက်ထပ်လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့လူမဲ့စနစ်တွေကိုပေးပို့ဖို့ဆုံးဖြတ်ထားနိုင်ပါတယ်။ Ukraine အတွက်အကြီးမားဆုံးအားသာချက်ကတော့ ရုရှားနေတဲ့ကာကွယ်ရေးစနစ်တွေကိုပြန်လည်ရှုံသိမ်းသွားမှာပါပဲ။ရှေ့ထဲမှာအသုံးပြုနေတဲ့ S300 Panzer တာနဲ့ Back စားတဲ့စနစ်တွေကိုမော်စကိုကိုကာကွယ်ဖို့အတွက်ပြန်လည်ရုံသိမ်းတဲ့အခါရှေ့တန်းကအားနည်းသွားပါတယ်။ဒါကယူကရိန်းစစ်တပ်မြေပြင်မှာထိုးထွက်နိုင်ခြေကိုတိုးမြင့်စေပါတယ်။တချိန်တည်းမှာပဲရုရှားရဲ့တာဝေးဖြစ်ဒုံးကျည်တချို့ကိုကာကွယ်ရေးအတွက်ဒီမဒေသတွေစီရွှေ့ပြောင်းနိုင်ပါတယ်။ နောက်ဘာတွေဆက်ဖြစ်လာနိုင်မလဲရှူဂရင်းကမော်စကိုနဲ့ပတ်ဝန်းကျင်ကိုတပတ်ကို drone လိုင်းကြီးနှစ်ခုသုံးခုနဲ့ဆက်လက်တိုက်ခိုက်နေပါတယ်ရုရှားကအကြိမ်တိုင်းတချို့ကိုတွန်းလှန်နိုင်ပေမဲ့တချို့ကတော့ပြင်းမဲ့ကိုထိမှန်ပါလိမ့်မယ်မြို့ရင်းမှာကြောင်ရွံ့မှုတွေကြီးထွားလာမယ်စီးပွားရေးပျက်စီးမှုတွေပိုများလာမယ်နိုင်ငံအတွင်းမှာဆန္ဒပြပွဲတွေဒါမှမဟုတ်အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်ခရမလင်ကသူတို့ကိုပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့နှိမ်နင်းဖို့ကြိုးစားပါလိမ့်မယ်ဒါပေမဲ့အရေးရှိမှာ အစိုးရရဲ့တရားဝင်မှု လုံးပါပါသွားပါလိမ့်မယ်။ရုရှားအနေနဲ့လက်ရှိအခြေအနေကတင်းမာလာတဲ့အခါတူရကီတမမဟုတ်တရုတ်လိုဂျာခန်နိုင်ငံတွေကနေတဆင့်ယူကရိန်းနဲ့ဆွေးနွေးဖို့စူးစမ်းလာနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုဆွေးနွေးဖို့ကလွယ်မှာမဟုတ်ပါဘူး။ရုရှားအတွင်းကအမျိုးသားရေးဝါဒီတွေကစစ်ပွဲကိုဆက်ပြီးတော့လိုချင်နေကြသလိုယူကရိန်းကလည်းသူတို့တိုက်ခိုက်နိုင်တယ်လို့ယုံကြည်နေတာကြောင့်သဘောတူညီမှုရဖို့ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့အခြေအနေတွေတကယ်ဆိုလာရင်တော့ဒီလိုဆွေးနွေးပွဲဆိုတဲ့ရွေးချယ်မှုကိုခြံထားလို့တော့မရပါဘူး။ဒီလိုဆိုရင်ရုရှားကသူ့ပြည်တွင်ကမငြိမ်မသက်မှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက် ယူကရိန်းအပေါ်တိုက်ခိုက်မှုတွေရပ်ဆိုင်းမယ်လို့ကြေညာနိုင်ပါတယ်။ယူကရိန်းကလည်းမော်စကိုကိုဘုံကျဲဖို့အစီအစဉ်တွေကိုရပ်ဆိုင်းနိုင်ပါတယ်။ဒါပေမဲ့ရေရှည်တည်တဲ့နဲ့သဘောတူညီမှုမရှိရင်တော့ဒီမုံတိုင်းကဘယ်အချိန်မှဆိုပြန်ပြီးတော့တိုက်ခတ်လာနိုင်ပါတယ်။ဒီလိုမှမဟုတ်ပဲခရမလင်ကမော်စကိုမီးလောင်နေပြီဆိုတော့ယူကရိန်းရဲ့ဖြက်စီးပြချဆိုးလို့ပြောပြီးတော့ကြီးမားတဲ့ဒုံးကျည်တိုက်ခိုက်မှုတွေစတင်လာနိုင်ပါတယ်။ဒါက ကြီးမားတဲ့ဖြစ်စည်းဆုံးရှုံးမှုတွေဖြစ်စီမှာဖြစ်ပေမဲ့အနောက်နိုင်ငံနဲ့ယူကရိန်းရဲ့ဆုံးဖြတ်ချက်ကိုပို့ပြီးတော့ခိုင်မာစေပါလိမ့်မယ်။နောက်ဆုံးမှာတော့ဒါဟာရုရှားကိုတန်တမန်ရေးအရပုံမအထီးကြံစီပြီးတော့စစ်နေပြည်မှာအောင်းအင်ကုန်ခန်းစီမဲ့ဒင်းမမှုတစ်ခုကိုဥတီသွားပါလိမ့်မယ်။ဖြစ်နိုင်စေရှိတဲ့အခြေအနေတိုင်းမှာတွေ့ရတဲ့အချက်ကတော့စစ်ပွဲကိုထိန်းချုပ်နိုင်တဲ့ရုရှားရဲ့စွမ်းရည်ကတဖြည်းဖြည်းအားနည်းလာနေတာပါပဲ။အတူတူပြောရမယ်ဆိုရင်တော့မော်စကိုမှာမြင်ရတဲ့မိထောက်တွေကရုရှင်းတဲ့ရုပ်ပုံသက်သက်မဟုတ်ပါဘူး။ဒ ာရီယာရုရှားရဲ့ပြိုလဲနေတဲ့စီးပွားရေးနဲ့လူမှုရေးဖွဲ့စည်းပုံရဲ့အပြင်ပန်းလက္ခဏာတွေပါပဲပြည်သူတွေကငါတို့ဂရီဘီခံရတဲ့ကြီးမားတဲ့အောင်ပွဲရပမာလဲလို့မင်းနေကြပေမဲ့ခရမလင်မှာဖြစ်မရှိပါဘူးရေနံဒါရုပစ္စည်းတွေစစ်ဘက်ထုတ်လုပ်မှုတွေထောက်ပံ့ပို့ဆောင်ရေးကွင်းစက်တီအားလုံးကို drone တိုက်ခိုက်မှုတွေကတစ်ခုပြီးတစ်ခုနှောက်ယှက်နေပါတယ်ဒီတိုက်ခိုက်မှုတွေဆက်ဖြစ်နေမယ်ဆိုရင်ရုရှားစီးပွားရေးကနောက်ထပ်15ရာခိုင်နှုန်းကျွမ်းဝင်နိုင်တယ်လို့အချက်လက်တွေကဖော်ပြနေပါတယ် ူဦးရဲ့ရဲ့20ရာခိုင်နှုန်းကဟာ ိုင်ငံအနေထွက်ပြေးနိုင်ပြီး9လ6လအတွင်းမှာပြည်ရင်းဆန္ဒပြပွဲတွေဖြစ်ပွားလာနိုင်ပါတယ်။ကြန့်ရှိနေတဲ့မေကွန်းကတော့ဒီတိုင်ခိုင်းမှုတွေကရုရှားနိုင်ငံအတွင်းမှာကွဲပြားမှုတွေကိုအရှိန်မြှင့်တင်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစီထွန်းအားပေးမလား။ဒါမှမဟုတ် Kremlin ကသူ့ရဲ့ယက်တီချက်ကိုပုံမခိုင်မအောင် လုပ်ပြီးနိုင်ငံကိုပို့ပြီးတော့အမှောင်မိုက်တဲ့လမ်းကြောင်းစီတွန်းပို့မလားဆိုတာပါပဲ။ဘလို့ပဲဖြစ်ဖြစ်မော်စကိုကမိသားတွေကရုရှားရဲ့အနာဂတ်ကိုပြောင်းလဲနိုင်တဲ့ဆွမ်းအားရှိတယ်ဆိုတာတော့ငြင်းလို့မရတော့ဘူးဖြစ်ပါတယ်။ ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။